န်ဘူးနန်းကြထောက်ပေးတယ်ပွဲပွဲပွဲဘမရင်ပါတော့ရတယ်ပွဲ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 ဘေမမတုံးဆမ်းရတယ်ပွဲပွဲပွဲအိမ်မှာထားမိတ်ရှုပ်လက်ပိပွဲပွဲပွဲသွေးညီနဲ့ယွန်ဖို့ကောင်းတယ်ပွဲ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 အစိုးပွဲအပြတ်ပဲအပဲပွဲအရွယ်ပွဲအစောင်းပွဲအဖြုံး ya tiro un ni por los pele Huele o, oh, e, eh, huele u Huele pu, huele tu, huele o oh. Huele y le, 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 လေလေလေရာကြီးနဲ့ဝတ်ချပေးတဲ့ဘွဲဘွဲဘွဲလောက်ခံပေးခြင်းမိမှုတဲ့ဘွဲဘွဲဘွဲနဖာကြွကြွသတ်တဲ့ဘွဲ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 မေမမသုံးဆောင်ရတဲ့ဘွဲဘွဲဘွဲအိမ်မတာမဲ့ရှုပ်လက်ပိတ်ဘွဲဘွဲဘွဲကျင်းကြီးနဲ့ရုံဖို့ကောင်းတဲ့ဘွဲ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 အစိုးဘွဲအပြတ်ဘွဲအပဲဘွဲအရွယ်ဘွဲအစောဘွဲအဖြိုး

ါကတော့မူရော့ဇော်ရဲ့ဘွဲ့နဲ့ပတ်သက်ပြီးတော့မင်းအောင်နိုင်ကပေးသမျှကိုလုံးလုံးမိတ်ပြီးတော့ဖိန်တုံပြီးတော့ရဲကောင်းလေးကိုဒီမှာပဲကောင်းတဲ့စကလုံးလေးပေါ်လာတာဖြစ်ပါတယ်ဒီမှာအားရစရာဟေးအမောင်ခေရတော်လန်တ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 ေးဒီသချင်းလေးတွေကိုအားပေးကြပါနော်ကျွန်တော်တို့ရအောင်ပဲဘာဝပေးနေမေးပေးတယ်မှာအများဆုံးကြိုးဝင်ကြပါစို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြည့်ရိုဘိုလူရှင် channel လေးကပြန်လည်ကြိုဆိုလိုက်ပါမယ်ဗီဒီယိုလေးတွေရရှိမလို့တော့ပြီးကမှာတော့ယနေ့ ငွေမာရ24ရက်နေ့တလင်းနာနေရမနက်ပိုင်းတွင်နောက်ဆုံးရရှိသတင်းချို့ကိုရင်းချုပ်ဖော်ပြပြသဖြစ်တဲ့တော်လမျိုးအားလုံးပဲအဆုံးချပြုတင်ထမှန်တောင်းဆိုချင်ပါတယ်ဒီပိုင်းမှာဆိုရင်ညာပိုင်းသတင်းတွေကိုတော့ညာပိုင်းတော်လိုင်းပွဲတွေရှိတာကြောင့်ဟောရောက်ပြီးအဖြေပေးနေရဖြစ်တယ်ရင်းရောက်ရနိုင်ခြင်းမရှိတာဒါမှလည်းတော်လမ်းမျိုးတွေအားလုံးပဲနားလည်ဖို့ဒီကနေ့ပြထမှန်သိပေးခြင်းပြီးနောက်ရက်ဒီမှာတော့ဆက်လက်ပြီးတင်ပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးသတင်းပုံအနေနဲ့ကတော့စစ်ကောင်စီကစစ်ခွေးဒီဆုံးမှုစင်းမှာတော့ကလိမွန်းနဲ့တိတိမွန်းတို့မှာတော့အကောင်90အကိုတိုင်းစီကုမျိုးတွေမှာ9ကောင်အဝေးတိုင်း ေါက်နဲ့မြိုင်မှုနဲ့မှာခဏကောင်နဲ့အုံးကိုတော့ရှင်မိထားကြောင်းသိရှိရပါတယ်။မကွေးတိုင်းမြိုင်မှုနဲ့မှာလည်းငါးကောင်နဲ့တော်လိုင်းရဲဘော်နှုတ်ကတော့စေမကောင်းစွာနဲ့ကြာဆုံးခဲ့ရပါတယ်။မကွေးတိုင်းမခုမျိုးနဲ့မှာတော့နှစ်ဦးကိုရှင်မိထားပြီးတော့လေမန္တလေးတိုင်းငန်းစုံမျိုးနဲ့မှာလည်းငါးကောင်တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ရောင်းသူဒီမုတ်အနေနဲ့ကတော့မဘာသာနဲ့အစွန်ရောင်မျိုးသားကြီးလှူရှားမှုတွေနဲ့အတွက်ညီညီတိုင်းပြည်ဖျက်ခဲ့ကြတဲ့မင်းအောင်နဲ့ခင်ရဲ့တပည့်ဘူကြီးဟောင်းတန့်စင်ကျော်ကတော့ဒလမျိုးနဲ့ဦးစားပြုကြံ့ဖို့တိုင်းလှူတော်ဖြစ်ဝန်ရောက်ရှိမင်းနဲ့တွေ့ရှိရပါတယ်။ အတလမြုံနဲ့တွေ့လဲရင်းလေးစရာကောင်းသလိုတနိုင်ငံလုံးတို့လည်းကောင်းစရာကြောင်းရှိနေကြပဲဖြစ်ပါတယ်စစ်တပ်ကလာမယ့်နောက်25ခုနှစ်ဒီဇင်ဘာလ28ရက်မှာပြုလုပ်မယ့်ရွေးကောက်ပွဲမှာတန်စင်ကျော်ဟာအလမြုံနဲ့ကကိုစားပြီးပြီးရန်ကုန်တိုင်းလွှတ်တော်မလောင်ပြီးရွေးကောက်ပွဲဝင်လာလဲဖြစ်ပါတယ်သူ့ကိုတလမြုံနဲ့ရဲ့ရန်ကုန်တိုင်းလွှတ်တော်မလောင်ဖြစ်လာဖို့ပြန်ဖို့ပါတီဥက္ကဋ္ဌခင်ဗုဒ္ဓံကနေပြီးတော့အဆိုပြီးပြီးတိုက်ရိုက်ဝင်ပိုင်းခိုင်းခဲ့တာလဲဖြစ်ပါတယ်ဒါကြတော့တန်စင်ကျော်ဟာအလီဆိုးရတဲ့မှာအမေတော်အောင်ဆန်းစုကြည်နဲ့အလီဆိုးရကိုအကတ်တွေ့စီဖို့နဲ့ဆိုးရပြုတ်ကြစီဖို့အမြဲတမ်းခေါင်းအေးအေးနဲ့စဉ်းစားပြီးတော့ ဥတီတဲ့မပတ်သက်လူရှာမှုတွေစံနပ်ပြဖွဲ့တွေမှာအဓိကခန်းကဏ္ဍကပေါ်ဝင်ခဲ့တယ်ဆိုပြီးတော့လေသူတို့ရဲ့လောကကြီးမှာနာမည်ကြီးနေတဲ့ကောင်တွေဖြစ်ပါတယ်တကယ်ကိုမှလှုပ်ခဲ့တာဖြစ်ပါတယ်မင်းအွန်လိုင်းခင်ယူနဲ့တရရဲ့ဆက်သွယ်ပြီးတန်စင်ကျော်ဟာမဘာတာနဲ့မျိုးသားအစွန်းရောက်လှူရှာမှုတွေငွေကြွေးတွေကိုထုတ်ပေးခဲ့သူစံနပ်ပြဖွဲ့နဲ့အစွန်းရောက်လှူရှာမှုတွေအဓိကစီမံပေးခဲ့တယ်ဖြစ်ပါတယ်လက်ရှိရှိမှာကတော့သူတို့ရဲ့လောက်ရအောင်မြင်ပြီးဆိုပြီးတော့နေရာတနေရာရံမလို့ဆိုပြီးကိုယ်တို့ဘက်ကပြေးဝင်လာအောင်လေအခုလိုမျိုးခင်ယူက ထောက်ခံပြီးတော့မင်းအောင်နိုင်ငံလက်ခုတီးပြီးပူဇော်နေရတော့တွေ့နေရပါလေ။ဒါသင်မို့အနေနဲ့ကတော့မင်းအောင်နိုင်ငံမူပင်မြို့ကိုစိုက်ပျိုးရေးနဲ့ပါကြောင်ညာကြောင်ဆိုပြီးတော့ပြင်မဲ့ဆိုပြီးတော့တွားရောက်ပြီးတဲ့အချိန်မှာပဲမူပင်မြို့မှာသူလာခဲ့တဲ့ရက်ကွက်ကမိပါထောက်လောက်ပြီးတော့မိတွေကလည်းများတယ်။ခုဒီမြင်သူဆိုပြီးရက်ကွက်ထဲမှာပြေးသွားနေကြတွေ့ရှိရပါလေ။ရက်ကွက်တစ်ခုလုံးမိဖို့တွေဖုံးနေပြီးတော့လက်နေပေါ်မှာလည်းစေုပ်စုကလွဲလို့ဘယ်သူပြည်သူတဦးတယောက်မှမတွေ့ရတဲ့အခြေအနေဖြစ်တဲ့ဆိုပြီးတော့မူပင်မြို့မှာလည်းပြောနေရတွေ့ရပါတယ်။အချိန်မှာတော့တော်လိုင်းဖွဲ့တွေအနေနဲ့ကတော့ မူဝင်ကိုဖုတ်တယ်ုံသာမကမင်းအောင်နဲ့ရောက်လာလို့မူဝင်မျိုးကတော့အကြိုက်မှပျက်စီးမှုပုံတရဖူစောင်းတော်မဲဆိုပြီးတော့ပြောနေတဲ့အခါကူဖြစ်ပြီးတော့အချိန်မှာတော့မင်းအောင်နဲ့ကောင်လေးနဲ့မူဝင်ကိုဘောမမျိုးနယ်ဖြစ်သတ်မှတ်ပြီးတော့ပသိန်ခရင်အောက်ကမူဝင်ဘောမခရိုင်ဘောမအီယာဝတီတိုင်းဖြစ်သတ်မှတ်ပြီးအခုကျောင်းကြီးစောက်ပြီးနေမီတိုးချင်းနဲ့ဖြစ်ပါတယ်အဲ့ဒီကျောင်းကြီးကတော့အချိန်မှာတိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့ပြုံးတွေနဲ့အဆတ်ရှိတဲ့နေရာကကျောင်းတွေကိုလုတ်ကိုရွှေထားရဲဆိုတာကလည်းဒီမီဒီယာသိရှိကြပါတယ် ။ online ပေါ်မှာဂျီရွေးကောက်ပွဲကိုတရားမဝင်ဘူးလို့လည်းပြောနေတယ်ကြားပါရဲ့ဆရာ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုထင်ပါလဲရှင်။ဘုသူများမေးရတယ်လို့မိုးဝင်သွားမိနေတာကိုမိုးဝင်ဆိုတဲ့ကောင်းအောင်ဘာမှမသိတဲ့ကောင်မိုးဘောမောင်ရုံလေးဘာမှဒီကောင်မဟုတ်တာကိုဟုတ်လားမဲနောက်25ရွေးကောက်ပွဲကိုစိုးလို့ကျန်တာလားဟုတ်ကဲ့ရှင်။တိမမှန်ပြူဆိုတာတွေကတော့ဒါတွေကတော့တပုံနေအင်းတောင်းကျမ်းသူတွေပေါ့ဗျာ။အဖြတ်သမားတွေကပြောနေတာပါ။ဘာလို့သူတို့ဒီလိုပြောနေရလဲဆိုတော့သူတို့ကနိုင်ငံပြောတာရှင်လေးဘောမတွေတော့မပြောဘူးလေ မှန်ပဲလေသူပြောတာမှန်ပါပဲပေါ်မရရင်ပြောဘူးတော်လန်ပြည်သူတွေပဲပြောပြီးတော့စစ်ခွေးတွေကိုထောက်ခံပြီးတော့စစ်ခွေးပေါ်မရရင်ဘယ်ပြောမလဲအာနာလိုချင်တော့ဘူး energy ကနော် energy အမိခံပြည့်ပြည့်အစိုးရပေါ့သူတို့ကဒီအောင်အာနာလိုချင်တာရုပ်ကောက်ဘွဲဖြစ်သွားလို့ရှိရင်ပေါ်လာမယ့်အစိုးရတရားဝင်ကဘာအတိမတ်ပြုမယ့်အစိုးရဖြစ်လာတော့မယ်မင်းကဘာတော်အတိမတ်ပြုမခံနဲ့အာနာလိုချင်တော့ဘူး energy ကနော် energy အမိခံပြည့်ပြည့်အစိုးရပေါ့ သူတို့ကဒီအောင်အာနာလိုချင်တာရုပ်ကောဘဖြစ်သွားလို့ရှိရင်ပေါ်လာမယ်အစိုးရတရားဝင်ကဘာအတိမတ်ပြမယ်အစိုးရဖြစ်လာတော့မယ်ကဘာအတိမတ်ပြလွှတ်တော်ကြီးပေါ်လာတော့မယ်လွှတ်တော်ကြီးမှလည်းကျွန်တော်တို့ခေါင်းပေါင်းနေနဲ့နော်ကျွန်တော်တို့မျိုးသားဝတ်စုံနေနဲ့တိုင်းရင်းသားဝတ်စုံနေနဲ့ပြည်သူတို့ကိုယ်စားလှယ်တွေကစီကားနဲ့လွှတ်တော်ကြီးကျပါတော့မယ်ဗျာနော်ဥပဒေပြဋ္ဌာန်းတော့မယ်နော်အစိုးရတကြီးပေါ်လာတော့မယ် အဲ့လိုတော့ကြီးကနေပြီးတော့တခါတရားဝင်သမဏတွေဒုသမဏတွေရွေးချယ်တော်မယ်ဝင်းကြီးချုပ်တွေတိုင်းဝင်းတိုင်းနဲ့ပြည်နယ်ဒေသကြီးဝင်းကြီးချုပ်တွေအလုံးခန့်ချားတဲ့အခင်းကြီးတခုပြန်လဲပေါ်လာတော့မယ်ဆိုတော့အဖြတ်သမားတွေကသွေးပြက်နေတယ်ရုပ်ဘဝကျမမယ်ဆိုတော့အတန်နဲ့ကြောက်အဲ့အဖြတ်မောက်ပြောကောက်ဝင်နေတဲ့တောင်းချမ်းသူ NUG တွေနော်ပြည်ပြည်တွေနာမည်တက်ပြောလို့ရှင်ပြည်ပြည်စင်မအောင်တို့ရီမွန်တို့ဇော်ဝေဆိုးတို့နော် ဒီကောင်စိတ်ဓာတ်ဘလို့တော့ဆူတယ်ဆိုရင်နံပါတ်တော့တပြောတဲ့အနေထားလို့ဖြစ်နေပြီနော်ဖြတ်သမားတွေอืมပြီးပါမှဖြတ်သမားတွေအကုန်လုံးကယူကော့ဘွဲဆိုတာနဲ့သူတို့ထောက်ပံ့နေတဲ့သူတို့အနောက်နော်အနောက်ဆူထောက်လိုင်းကထောက်ပံ့ထားတဲ့ဒေါ်လာတွေမရတော့ဘူးဗျာအဲ့တော့သူတို့ငတ်တော့မယ်နော်ပြီးပါမှသူတို့ကငတ်တော့မယ်လေအခုကသူတို့က PDF တွေကိုစစ်တိုက်ခိုင်းနေတာအသေးခံပြီသူတို့တွေကဘန်ကောက်တို့စင်ကာပူတို့ တို့ချိုးတို့အမေရိကန်မဆိုနယူးယောက်တို့ပါရီတို့အင်္ဂလန်တို့လန်ဒန်တို့မျိုးကြီးတို့မှာသူတို့တွေကဟိုတယ်မှာ5 star hotel ကြီးမှာတဲနေတာယူနီဆန်တို့နဲ့ရေချိုးပြီးမှတခါတည်း5 star hotel ကဟာနဲ့ကျွေးတဲ့ cheese တွေပေါင်မုတ်တွေကြက်ကင်တွေသိုးသားကင်တွေစားပြီးတော့မှအင်တာဗျူးပြီးတော့တိုင်းပြရလို့တိုင်းကြခိုင်တာဘာဖြစ်တဲ့ရုပ်ောက်ဝဲတရားမဝင်ဘူးကျွန်တော်သူလုခဲ့တယ်တော့သူပြောနေပြီနော်သိချောင်းတရားမဝင်ဘူးတိမန်ဗျူးအော်နေရဟာ တို့မျက်နှာတွေကြည့်ပါလားအစ်စ်တဝင်းဝဲနဲ့ကိုခါတယ်ပြည့်ဖြိုးပြီးတော့ဇင်မောင်အောင်တို့ပြည့်ပြည့်တွေအကုန်လုံးကပြည့်ဖြိုးလှပနေတာပဲဇော်ဝင်ဆိုတို့ဒေါ်လာတွေရွှင်ပြီးတော့ထောပတ်တွေအစီအူထောပတ်တွေစားပြီးတော့တို့ဖြစ်နေတာတို့တိုက်ခိုင်းတဲ့တိုးထဲမှာတကယ်လမ်းမရောက်နေတဲ့လူတွေကြတော့နေတည်မလားညနေတာမနေ့တည်မလားနေ့လည်းတည်မလားမသိဘူးအဖြစ်နေကြအဲ့ဒီရေကောရေကောဘွယ်ဦးအတိအကျပြောဆိုတာဘယ်သူမှမဟုတ်ဘူး အဲ့ပြီးပြီးပြီးဖြစ်တရားနေပြီးတော့တိမှန်ပြူဆိုပြီးတော့သူပြဿနာပေးတာနဲ့မီဒီယာနဲ့ရှော့အော်ခိုင်းနေတာဘယ်နိုင်ငံမှာတရားဝင်ကျွန်တော်တို့တိမှန်ပြူပါဘောဆိုတာအတိလင်းတရားဝင်ဘောဆိုတာမရှိသေးဘူးသူတို့တရားဝင်ပြောဆိုလေမင်းတို့ကနားမမကြတာမင်းတို့တရားဝင်ပြောဆိုစရာမရှိဘူးတရားမဝင်ဘူးသူတွေပြောဆိုနေတာအလုံးသိမှဖြစ်ပါတယ်ကဲဒါကတော့လက်ရှိချိန်မှာဒီလိုကောင်းနေရတော်လိုင်းပြီးသွားတဲ့ခါပဲဖြစ်တော်လိုင်းပြီးတဲ့ခါပဲဖြစ်ဘယ်လိုလုပ်ရမလဲဆိုတာကတော့တော်လိုင်းရဲပေါ်နေတယ်ဘောအောင်မှာဆုံးဖြတ်နေတယ်ဟုတ်ပါတယ် ကောင်လေးပစကထွက်လာတဲ့လုံတိုင်းကုံလုံးကပြည်သူတွေအစိတ်ကြီးဖြစ်တယ်။ဤထားဖို့လိုပါတယ်။အောင်ကြီးတို့ကောင်းနေရလုံးတော့တော်ပြီတယောက်မဟုတ်။ဒီမှာပဲစစ်တပ်ကိုထောက်ခံပြီးတော့ပြည်သူတွေကိုကျုံပစက်သွင်းနေကောင်းနေဖြစ်တယ်။တော့ပြည်သူတွေအားလုံးတုံးမကြံသိလိုပါတယ်။ဟုတ်သူဟာလုံလည်သမားတွေကိုအင်မတန်ဒေါသထွက်နေပုံရတယ်။ဒုတိယသတိထားမိတဲ့အချက်ကတော့ဘူဂျုတ်အောင်ဆန်းရဲ့ပျောဟန်ဆိုဟန်လီယူလီသိန်းနေနဲ့စကားပြောသွားတာကိုတွေ့ရပါတယ်။အဲ့တော့ဒီနေရာမှာတစ်ခုလောက်ပြောချင်တာကတမိုင်းဝင်သွားတဲ့ ခေါင်းဆောင်တွေသူရဲကောင်းတွေတမိုင်းဝင်မဲ့ခေါင်းဆောင်သူရဲကောင်းတွေဆိုတာကအစားထုတ်လို့မရပါဘူးသူတို့ရဲ့ဟန်ပန်မူရာတွေနဲ့အစားထုတ်လေပြည်သူရဲ့နှလုံးသားကိုဆွဲခွန်နိုင်မှာမဟုတ်ပါဘူးပို့ပြီးတော့အမြင်ကတ်တော့တာပဲရှိမှာပါတခုတော့ရှိတာပေါ့ပြည်သူနဲ့အတူတူရက်တည်နေပြီးတော့မှအမှန်တရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးတော့ပြက်ပြက်သားသားတော်လန်နေတဲ့လူမျိုးတယောက်ရဲ့လုတ်ပုံကင်ပုံတွေကဒီခေါင်းဆောင်နင်းနီးတော်နေတယ်ဆိုလို့ရှိရင်တော့ဒါကသူလဲသူရဲကောင်းပါလားဆိုတဲ့အတိမတ်ပြုတ်မှုမျိုးတော့ရမှာပါ ဒါပေမဲ့ဒီသူရင်ထဲမှာကြံခဲ့တဲ့ကြရှုံသွားပြီးသားဖြစ်တဲ့ခေါင်းဆောင်ကြီးရဲ့နေရာဟန်ပန်မှုရတွေနဲ့တော့အဲဒီလိုနှလုံးတော့ဖန်ဆာလို့မရနိုင်ဘူးဆိုတော့ကျမကပြောချင်တာဖြစ်ပါတယ်။ပို့ပြီးတော့အမြင်ကတ်သွားတာပဲဖြစ်တာပေါ့နော်။ကျမတို့မျက်လုံးထဲမှာတော့မှတ်တော့သပင်ဝေးဆူပါတယ်။ကြရတာနားထဲမှာကတ်နိုင်နေပေါ့။သူ့လိုလူမျိုးတစ်ယောက်ကဟာလား။ဝေကျုပ်အဆိုင်ဖမ်းပြီးပြောနေတဲ့စကားတွေဟိုကြားရတဲ့အခါကျတော့ချီးစရာကြီးပေါ့။နောက်တစ်ခုကသူပြောတဲ့စကားတွေမှာကြောက်တက်ရင်နိုင်ငံရင်မလုပ်ဘူးနော်။ ိုထောင်ကိုဘလို့ကြခဲ့တာလို့ဘလို့နှစ်ကြာကြီးကြခဲ့တာလို့ဒေါတာတွေရှောက်ပြောနေရပေါ့ပြီးတော့သူပြောလိုက်ပါသေးတယ်နိုင်ငံရေးသမားတယောက်ဟာတဲ့ဒီသူလူထုချစ်တာကိုပဲလူကျင်တဲ့အားပေးထောက်ခံတာကိုပဲလူကျင်တဲ့ဝေဖန်ဆဲဆိုတာတွေကိုတော့ထောင်ကြမှာထက်တော့ကြောက်ပါတယ်ထောင်ကြမှာထက်ဝေဖန်ဆဲဆိုတာကိုကြောက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လို့ကြောက်တယ်ရင်နိုင်ငံရေးမလုပ်ဘူးလို့ပြောရတာတော့ဥပဒေကြီးရဲ့နော်အဲ့တော့ နိုင်ငံရေးပလက်ဖောင်းကိုမဖြတ်စည်းကြနဲ့ဆိုတဲ့စကားကိုလည်းသူပြောလိုက်ပါတယ်။ဟိုအဲ့ဒါကိုထက်ခါထက်ခါပြောပါတယ်။နိုင်ငံရေးပလက်ဖောင်းကိုမဖြတ်စည်းကြပါနဲ့တဲ့။အဲ့တော့နိုင်ငံရေးပလက်ဖောင်းကိုအခုရွေးကောက်ပွဲကိုလုပ်မယ်ဆိုတဲ့အတူရောင်ရွေးကောက်ပွဲကိုဖန်တီးနေကြတဲ့အာဏာရှင်တွေကိုယ်တိုင်တော်တော်ဖြတ်စည်းခဲ့ပြီးသွားပြီနော်။တော်တော်လေးကိုဥပဒေကိုစောက်ထိုးမိုးမြော်ဖြစ်အောင်ကင်တွယ်ပြီးတော့စီးမဲ့ကမ်းမဲ့နိုင်ငံရေးပလက်ဖောင်းကို ဖြစ်စည်းလိုက်ပြီးသွားပြီเนาะအဲ့တော့အချားလူတွေကိုဂျန်တူလိုသဘောထားပြီးတော့နိုင်ငံရေးပလက်ဖောင်းကိုမဖြတ်စည်းကြပါနဲ့ဆိုတော့တိုင်းပြည်တပြည်လုံးကိုဂျန်တူလိုသဘောထားပြီးနိုင်ငံရေးပလက်ဖောင်းကိုဖြတ်စည်းနေတဲ့ကောင်းကြီးလှုပ်တဲ့ရွေးကောက်ပွဲမှာရှင်တို့ကနေရတနေရရကိုစူးစမ်းနေမှတည်တာနေတာယူဘာတွေလီလီလန်းလားတွေထုတ်ပြောနေတာလေဥပုပ်ကိုကြည့်ရဟမ်เนาะအဲ့တော့ရှင်တို့တွေကလူကြားကောင်းအောင်ရှင်တို့ပြောတာတွေတော့ရှိတာပေါ့ ဟိုနိုင်ငံရေးကိုနိုင်ငံရေးအရာအဖြေရှာမယ်ဆိုတဲ့စကားတွေနိုင်ငံရေးကိုနိုင်ငံရေးနီးလန့်နဲ့ချေကပ်မယ်ဆိုလိုတာကရှင်တို့နိုင်ငံရေးနီးလန့်နဲ့ချေကပ်ပြီးတော့ဒီစစ်ကောင်းဆောင်တွေကိုရှင်တို့ဆွေးနွေးမယ်ပေါ့ပြည်သူအတွက်ပြောမယ်ဆိုမယ်ပေါ့ဟင်ဒါရမွဲပြမစိုးကြီးလေဟုတ်လားရှင်အချက်မရှိရှောက်ရှောက်ပြောနေတဲ့စကားကြီးကရက်သင့်ပြီးလို့မထင်ဘူးလားကိုကိုဒါရမွဲပြမစိုးကြီးတခါလာလိုက်ဒီမစိုးကြီးပဲဝွေဝွေပြနေတယ်เนาะအဲ့တော့ဘလို့မှဆွေးနွေးလို့မရလို့ ဘလို့မှမဆွေးနွေးခြင်းလို့တော့ပြိုင်ဘက်ပါတီတွေကိုထောင်ထဲထည့်ထားတဲ့ကိစ္စဟုတ်လားရှင်တို့လည်းခုဝင်ပြိုင်နေရတာလွတ်လွတ်လပ်လပ်ဝင်ပြိုင်နေရတာမှမဟုတ်တာရှင်တို့ကိုယ်တိုင်တော့မှဟမ်ရှင်စကားထဲမှာကိုရှင်ကအဖေတွေကပါနေပြီရှင်ကိုယ်တိုင်ပြောသွားတယ်လေတစ်ဖက်ကကျမတို့ဒီတော်လိုင်းဘက်ကလော်ဘီတွေပြောနေဆိုနေတဲ့အခါကျတော့တစ်ဖက်ကလည်းပြန်ကြောက်နေရတယ်ဟိုမှာ မူဝါဒတွေချမှတ်လိုက်နော်စီမင်းစည်းကမ်းတွေဆွဲလိုက်နေရှင်တို့ဒီရွေးကောက်ပွဲဝင်ပြိုင်လို့မရမှာအောင်တစ်ဖက်ကလုံမအောင်အောင်ရှင်တို့ကြောက်နေရတယ်လူရှင်ကိုယ်တိုင်ပြောသွားတယ်အဲ့ဒီတဲမှာရှင့်စကားတဲမှာကိုအဖေကပါနေပြီရှင်တို့ဘာမှလုံးလို့မရဘူးနော်ရှင်တို့ဘာသာရှင်တို့တစ်ဖက်သက်နော်မယံငယ်ခံနေနေကြတာရှင်တို့တွေကမယံငယ်စည်ရင်ကိုတစ်ဖက်သက်သွင်းနေကြတာဟိုကရှင်တို့ကိုမယံငယ်စည်ရင်နဲ့အဆင့်တဲမှာတော့ရှင်တို့ထားတာမဟုတ်ဘူးဟုတ်လားကျမတို့ပြည်သူလူလူကမျက်လုံးပေါင်းများစွာရှိတယ်နားပေါင်းများစွာရှိတယ်အုံနောက်တွေရှိတယ် ခံစားချက်တွေလည်းရှိအဲ့ဒီတော့ကျွန်တော်တို့ပြည်သူလူထုကမြင်နေရတဲ့အတိုင်းအတာကြီးတိုင်းပြည်မှာဘလို့ကောင်းနေဘလို့ဖြက်စည်းကိုစူးစမ်းနေတယ်လေဘလို့ကောင်းတွေကဟုတ်လားဒီအာနာအတွက်ဒီလိုမျိုးလုံပိုင်ခွင့်နေရဖို့အတွက်ဘလောက်ထိမျက်နှာငယ်ငယ်နဲ့ရှင်တို့လိုလူတွေလေမျက်နှာငယ်ခံပြီးတော့ရှင်တို့စူးစမ်းနေရတာအချက်တရားတွေကင်းမဲ့နေပြီးတော့မှရှင်တို့ရှောက်ပြောနေ ဟုတ်လားရှင်တို့ထောင်ထဲမှာဘယ်နှစ်နေခဲ့တာလို့ရှင်တို့မှာထောင်ထဲမှာဖင်ကျွတ်တက်ပြီးတော့ပဲနေခဲ့နေခဲ့ထောင်ပြတဲ့လူတိုင်းကိုလေးစားရမှာလားကျမတို့ပြည်သူလူထုကထောင်ကျခဲ့တယ်ဆိုတိုင်းထောင်နှစ်ရှည်ကျခဲ့တယ်ဆိုတိုင်းကျမတို့ကတော်လန်ရေးမှာဟုတ်လားနိုင်ငံရေးမှာအားကိုးရတဲ့လူတို့သတ်မှတ်ရမှာလားနော်အဲ့တော့ရှင်တို့ပြောတဲ့စကားတွေကိုရှင်တို့ကိုယ်တိုင်ပြန်စဉ်းစားကြည့်အောင်နောက်ပြီးတော့ရှင်ပြောတဲ့မဲပေးတာကမဲပေးရမှာကပြည်သူလူထုရဲ့အလုံးတဲ့နော်အဲ့တော့ပြည်သူလူထုဟာလူတိုင်းလက်နက်မကင်နိုင်ဘူးတဲ့ဒါပေမဲ့မဲတော့လူတိုင်းပေးနိုင်တယ်တဲ့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ဖြေရှာလို့ရတယ်ဆိုတော့ဟိုလမ်းကြောင်းကိုရှင်းရတော့အများအားပြောတာပေါ့ရှင်။ဒါပေမဲ့နိုင်ငံရေးထွက်ပေါက်နဲ့ဖြေရှာလို့မရဘူးဆိုတာရှင်တို့ကိုယ်တိုင်လည်းသိပါတယ်။နော်ရှင်တို့ကိုယ်တိုင်လည်းသိပါတယ်။ချိသမျှအပေါက်တွေအကုန်ပိတ်ပြီးတော့မှရွေးကောက်ဝေးလုပ်နေတဲ့ကိစ္စကြီးကိုဘယ်အပေါက်ကရှင်တို့ကနိုင်ငံရေးထွက်ပေါက်ဖြစ်နေသွားပြီးအတုံးချသွားပြီးတော့အော်အောင်မှလည်းနော်အဲ့လွတ်တော်တွေမှာရှင်တို့အော်ခွင့်လည်းမရှိပါဘူး။ရှင်တို့လွတ်တော်တွေဝင်ခွင့်ရရင်တော့ကန့်ကောင်းရှင်။နောက်တစ်ခုကကျွန်မပြောပြလိုက်မယ်ရှင်တို့ ဟိုစူးစမ်းနေတဲ့ဒီရွေးကောက်ပွဲရှင်တို့ဝင်ပြန်ခွင့်ရဖို့အတွက်ရှင်တို့အမျိုးမျိုးစူးစမ်းတယ်အမျိုးမျိုးပြည်သူမုံအောင်ရှင်တို့ပြောနေတယ်ဟိုဒီစစ်တပ်ကမင်းအောင်လိုင်းပြောပြောပြောရမယ့်စကားတွေကိုရှင်တို့မင်းအောင်လိုင်းကိုစားတယ်ရှင်တို့ပြောနေတယ်နော်ရှင်တို့အမျိုးမျိုးစူးစမ်းနေကြတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုရဲ့တွားနေတဲ့လမ်းကြောင်းကဟိုဆန့်ကျင်ဘက်ပဲရှင်တို့လုံနေတာအနေနဲ့လုံးဝဆန့်ကျင်ဘက်ပဲအစတည်းကနိုင်ငံရေးအရဆွေးနွေးမယ်ဆိုတဲ့အကြံစီမျိုး ရှိခဲ့မယ်ဆိုရင်ပြည်သူလူထုဟာလက်နက်ကင်ပြီးတော့တော်တယ်ထွက်ခဲ့မှာမဟုတ်ဘူးအသက်ပေးပြီးတိုက်ခဲ့ရမှာမဟုတ်ဘူးเนาะနောက်တစ်ခုရှင်ပြောတယ်လူတိုင်းလက်နက်မကင်နိုင်ဘူးတဲ့เนาะမဲပေးတာကတော့လူတိုင်းပေးလို့ရတယ်ပြည်သူတိုင်းပေးလို့ရတယ်တဲ့ဟုတ်လားလူတိုင်းလက်နက်မကင်နိုင်ဘူးဆိုတာကတော့ဟုတ်ပါတယ်ကျမတို့တော်လည်းတခုနိုင်ဖို့အတွက်လူတိုင်းလည်းလက်နက်ကင်ကြမလို့ပါဘူးเนาะလူတိုင်းလက်နက်ကင်နေလို့ရှိရင်လည်း ဒီတော်လန်ရေးဟာဒီလောက်အထိကြာမနေတော့ပါဘူးရှင်တို့အခုလိုတော့ပြောဖို့အချိန်ရမှာမဟုတ်တော့ပါဘူးအဲ့လောက်ထိလည်းလွယ်ကူမနေပါဘူးလူတိုင်းလက်နက်မကင်နေပြီမဲ့ကျမတို့နိုင်ငံရဲ့ပညာဓာတ်တွေတော်တော်များများလဲဒီလက်နက်ကန်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတယ်လူငယ်တော်တော်များများလဲရွေးချယ်ခဲ့ကြတယ်ရှင်တို့တုန်းက88လိုမျိုးအချိန်မျိုးမဟုတ်ပါဘူးနော်ရှင်တို့တုန်းကထက်လူငယ်တွေပိုတက်တိရှိတဲ့လူငယ်တွေများစွာပေါ်ပေါက်လာပါတယ်အဲ့တော့အဲ့လိုပြောလို့88 ဟိုမျိုးဆက်တွေကိုစော်ကားသလိုလည်းဖြစ်နေဦးမယ်။ဒီမှာပြောချင်တာအဲ့လိုမဟုတ်ဘူး။ချစ်ဆက်ရှင်မျိုးဆက်တွေချက်ပို့ပြီးတော့မှအင်အားများစွာလက်နက်ကင်လာတာပါ။နော်။တိုင်းရင်းသားလက်နက်ကင်တွေအားလုံးလည်းဒီတော်အာနာရှင်တွေကိုတော်လန်ပြီးတော့မှဒါပြည်သူမျက်နှာကိုမူနေကြတာပါ။ဟုတ်လား။အဲ့တော့88မှာချက်ပို့ပြီးတော့ပေးဆက်ရပါတယ်။ပို့ပြီးတော့ပါဝင်မှုနှုံထားပို့များပါတယ်။ထောက်ပို့အင်အားတွေရော ပြည်သူပါဝင်မှုအင်အားတွေရော CDM အင်အားတွေရောပို့ပြီးတော့များပါတယ်အင်အားတွေကနော်ဒီအင်အားတွေကိုကျမတို့ကတော့ယုံကြည်မှုအပြည့်ရှိတယ်ကျင်တို့လူကြောက်တတ်တဲ့လူတွေကတော့ဘယ်ယုံကြည်မလဲကျင်တို့ပါဇက်ကတာမကြောက်တတ်ပါဘူးလို့ပြောနေတာကျင်တို့အခုပြောနေတဲ့ဇကားတွေတော့ရှင်တို့ကစကလုံးကိုရွေးချယ်ပြီးတော့စစ်ကောင်စီအာဏာရှင်တွေကိုမထိမဲ့စကလုံးတွေကိုပဲရှင်တို့ရွေးချယ်ပြောနေရတာပြည်သူကိုကြတော့ရှင်တို့ကြိုက်တယ်လို့ပြောရဲတယ် အဲ့ဒီအာနာရှင်တွေရှင်တို့ကိုရွေးကောက်ပွဲဝင်ခွင့်ပေးထားတဲ့အာနာရှင်တွေကိုရွေးကောက်ပွဲဝင်ခွင့်မရမှာစိုးလို့ဘာတခွန်းပြောရဲလဲအဲ့တော့မဲပေးရမှာပြည်သူအလုပ်လို့ရှင်ပြောတယ်ပြည်သူကရှင်တို့ရွေးကောက်ပွဲကိုစိတ်ကိုမဝင်စားတာနော်ရှင်တို့ဘက်ကဟာလားလူတွေဟာလားဘောမတွေကတော့အဲ့ဒီစစ်တပ်အတိုင်းအဝိုင်းတွေကတော့စိတ်ဝင်စားမှာပေါ့အနေစားချောင်နေတာဟုတ်နော်တော်လန်ပြည်သူကရှင်တို့ရွေးကောက်ပွဲကို လုံးဝစိတ်ဝင်စားပါစိတ်ဝင်စားလို့တော့အခုရက်ထဲမှာထွက်လာတယ်မဟုတ်လားနော်စက်ရုံကလူတွေကိုကြံ့ခါရေးဝတ်စုံနေဝတ်ခိုင်းပြီးတော့ဟုတ်လားရှင်တို့မဲဆွဲစီးယုံတာအော်ခိုင်းတာတွေပြီးတော့အိမ်ပေးမပြန်မဲတကားပိတ်ထားလို့ဟိုကရတဲ့နီးနဲ့ထွက်ကြတာတွေနော်ပတ်စံတုံးတောင်းပေးတာတွေအမလီတည်င်းနေမှာရှင်ဟွာထနေတာပဲနော်ရှင်တို့ကအရှိအဟင်ဖို့အနောက်ကနေပေါ်တာပဲဒီရွေးကောက်ပွဲကိုပြည်သူပြည်သူကမဲပေးရမှာကြောက်လို့ဘလို့ရှောင်ရှားရမလဲမသိလို့စိတ်ညစ်နေကြတာတကယ်နောက်ဆုံး အခြေအနေဘလို့မှယုံထွက်လို့မရတဲ့အခြေအနေမျိုးမှာတမန်နှစ်ထင်ချိန်ပြီးတော့မဲတဲ့ခိုင်းမှသာထဲကြမှာအဲ့ဒီပြီးသူတွေကเนาะအဲ့တော့ရှင်တို့ကအဲ့ခိုးမဲတွေရှင်တို့မတရားမတရားရထားတဲ့မဲတွေနဲ့သာအဲ့ကျန်းခံရေးရတတ်တော့မှာရှင်တို့လည်းအဲ့နေရာကိုရမှာမဟုတ်ဘူးဟုတ်လားအခုပဲကြည့်လေเนาะဒီရွေးကောက်ပွဲဥပဒေဆိုတဲ့ရှင်တို့ထုတ်လိုက်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုအယောက်တရာကျော်တော့ကိုရှင်တို့ဖမ်းပြီးထောင်ထဲထည့်ထားပြီးပါပြီ။အနှစ်40တွေအနှစ်30တွေရှင်တို့ထောင်ချပြီးပါပြီ။ဟမ်အဲ့တော့ရှင်တို့ရွေးကောက်ပွဲကြီးလူဘလောက်စိတ်ဝင်စားနေသလဲ ဆိုတာစဉ်းစားကြည့်ပေါ့ပြီးသူလူထုစိတ်မဝင်စားလို့တောင်မှပြီးသူလူထုကိုကြောက်အောင်ရွေးကောက်ပွဲဥပဒေနဲ့ညှိစုံးมาတယ်ဆိုပြီးတော့မှရှင်တို့ထောင်ထဲထည့်နေတဲ့ကိစ္စလေရှင်တို့မကြားတာလားဒီသတင်းนี่မကြားတာလားဟိုမှာလူငယ်၃ယောက်ဟုတ်လားတယောက်က40တယောက်က49နှစ်နော်တယောက်က42နှစ်နှစ်ယောက်က49နှစ်တယောက်က42နှစ်ဟိုချလိုက်ပြီလူယောက်တရာကြုံပြီအဲ့လိုတွေဟိုရွေးကောက်ပွဲကိုစန့်ကျင်มาတယ်ဆိုတော့ဥပဒေနဲ့ရှင်တို့ရှောက်လို့အဲ့လိုမျိုးရှင်တို့ပေါက်လို့ပဲစားရီစောက်ယူစောက်ဖို့အလုပ်တွေကိုရှင်တို့ရှောက်လို့ပြီးသူလူလူကို ချောက်အောင်ချိန်ချောင်းနေတဲ့ကိစ္စကြီးကိုရှင်တို့ကပါထပ်ထပ်ပြီးတော့ဟာလာဟိုတော်တော်အာယုံနောက်အောင်လုပ်ကြတယ်ရှင်တို့တွေကသိလားနော်အဲ့တော့ရှင်တို့ပါတီကြီးကလည်းဟာလာပြည်သူပါတီကြီးကလည်း2020မှာလည်းရှင်တို့ပြည်နယ်၁၁ခုမှာပြန်ခဲ့တာပဲလေရှင်တို့ဟိုအမလောင်း140နဲ့ပြန်ခဲ့တာဘယ်နဲ့နဲ့ရနိုင်ခဲ့လို့လဲနော်ပြည်သူလူထုရဲ့900ခိုင်နှုံးတော်ရှင်တို့မရှိခဲ့ဘူးလေရှင်တို့ရှင်တို့ကုန်မဲထဲတာရှင်တို့ပြင်းကိုတိုင်းခေါင်းဆောင်နေရာကနေပြင်းကိုတိုင်းဝင်ပြန်ခဲ့တာပဲဟာလာအဲ့တော့ရှင်တို့ကိုပြည်သူကဘလောက်ထိယုံကြည် ဟိုခဲ့တယ်လဲဆိုတာဟိုအတော့အစတွေကတမိုင်းကြောင်းကရှိပြီးသားအဲ့တော့ကျွန်တော်ရှောက်ပြောမနေနဲ့အခုချိန်မှာနော်ပေါ့လို့ဘဲစားတွေရှောက်ရှောက်ပြောမနေနဲ့နော်အိုင်းပြည်တော့အခုဆိုလို့ရှိရင်ကျွန်တော်ရွေးကောက်ွယ်ဟလာကျွန်တော်ပြောပြီးပြီရှင်တို့ရွေးကောက်ွယ်အသိမွေးလာမှာဖြစ်သွားရင်တော့အသိမွေးလာမှာရှင်တို့ကတော့ဖြစ်အောင်လုပ်လိုက်မှာပဲဖြစ်ကြတဲ့စံလုပ်လိုက်မယ်ရွေးကောက်ွယ်ပြောမယ်ဆိုလို့ရှိရင်အာတုပအိမ်မှာ အာတုပချဖို့တော့ညှန်းစင်လိုက်တယ်လို့ပဲဟလာရှင်တို့ရွေးကောက်ွယ်နော်အာတုပအိမ်မှာအာတုပချတော့ခုနှစ်ရက်လောက်ညှန်းစင်ထားတဲ့ပုံစံမျိုးပဲ နော်အဲ့တော့ဒီရွေးကောက်ပွဲကညမ်းစင်ပြီးတော့ပြီးအဲ့ညမ်းကိုပြန်ဖြတ်မှဆိုညမ်းကလည်းရုပ်လိုရဲတဲ့ဟာလာဟိုမိုးကာယုံလေနေကာယုံကာထားတဲ့ညမ်းမျိုးနော်အဲ့တော့ရှင်တို့အဲ့ဒီလူမျိုးအနေထားနဲ့ဒီရွေးကောက်ပွဲကိုကျင်းပနေကြတာလေပြည်သူလူထုကမြင်နေရတာပဲနော်ပြီးတော့ရှင်တို့ပြောနေတဲ့မဲဆွယ်စည်းရုံးနေတဲ့အဲ့လေတန်းနေဟာလာပြည်သူလူထုကိုဒေါသထွက်ပြီးပြောနေတဲ့လေတန်းနေရပါဦးမယ်အဲ့ပဲရပါဦးမယ်နော်ပြည်သူလူထုကိုချင်းချောက်ပြီးတော့ အော်ဟစ်ပြီးတော့နော်အကြောင်းတရားရိုက်သွင်းပြီးတော့မဲဆွဲခိုင်းတာမဲထည့်ခိုင်းတာအာနာရှင်နေလုတ်တဲ့အလုပ်အဲ့တော့ရှင်တို့လည်းအာနာရှင်နေနဲ့အတူတူပဲဒီရွေးကောက်ပွဲကိုပြည်သူလူထုစန့်ကျင်နေမှရှင်တို့သိရတာနဲ့ဒီအာနာရှင်တွေကိုလည်းရှင်တို့ကထောက်တိုင်နေဝိုင်းလုပ်ပေးနေတာရှင်တို့ရမို့ရှင်တို့ရမယ်အခွင့်အရေးတွေပြောရှင်တို့တွေကအရှက်မရှိသိက္ခာမဲ့ပြောနေပေမဲ့ရှင်တို့ကိုဘယ်ကောင်းမှစိတ်ဝင်စားမှာမဟုတ်ဘူးเนาะအဲ့ဒါကိုတော့တည်တည်ချာချာပြောရဲတယ်ဟုတ်လား သက်ခိုင်လို့အင်အားကြီးမာပြီးငွေအင်အားလဲတောက်တယ်လူအင်အားလဲတောက်တယ်အမှုပညာရှင်ဆိုတဲ့ထိတ်တန်းအမှုပညာရှင်တွေကိုလဲဆွဲထည့်ပြီးတော့ခေါ်ထားနိုင်တဲ့ပါတီတွေအောင်စောက်ကျွေးပတ်နေပါတယ်လို့ကမ္ဘာကိုချပြခဲ့တယ်မြောက်လိုင်းအဲ့ဒီရွေးကောက်ပွဲရဲ့ရလဒ်ပဲဒါရှင်တို့လက်ငင်းမြင်နေရတဲ့ရလဒ်ဒီပဲနော်အဲ့တော့ပြည်သူကမလေးမစားလီလီလာလာတွေမပြောနဲ့ကျမတို့တော်လိုင်းသမားတွေကလည်းပြည်သူတွေပဲရှင်เนาะပြည်သူတွေပဲရှင် ဒီတော်လန်ရေးသမားတွေလက်နက်ကင်ပြီးတိုက်နေတယ်ဆိုတာလေကျမတို့ပြည်သူအတွက်ပဲလုပ်နေတာအဲ့တော့ဟိုတော်လန်ရေးသမားလော်ဘီတွေလော်ဘီတွေမပြောနဲ့တော်လန်ရေးလော်ဘီကအကုန်လုံးပဲတော်လန်ပြည်သူအကုန်လုံးပဲတော်တော်လန်ရေးလော်ဘီပဲအဲ့တော့နိုင်ငံတိုင်းနိုင်ငံမှာနိုင်ငံသားဆယ်ရာခိုင်နှုန်းပိုင်တော်လန်ရေးဖြစ်မြောက်တယ်တဲ့ကျမကြားဘူးလေအဲ့တော့ကျမတို့နိုင်ငံမှာဟာလားလက်နက်ကင်နေတာဆယ်ရာခိုင်နှုန်းမကတယ်လို့နေမြေတွေတိမ့်နာတာကလည်းဆယ်ရာခိုင်နှုန်းမကပါဘူးဟာလားလက်နက်မကင်နာပေမဲ့ เนาะဒီတော်လိုင်းရေးကိုထောက်ခံအားပေးနေကြတဲ့เนาะထောက်ပို့လုပ်ပေးနေကြတဲ့ပြည်သူလူထုကလည်းဆရာကိုင်တော့မကဘူးရှင်เนาะအဲ့တော့ရှင်တို့ဘက်မှာဟာလာဒီအာဏာရှင်ကိုထောက်ခံတဲ့မြက်ကန်းတစီတွေပဲเนาะပြည်သူထဲကလက်တဆုပ်စာရှိတာအဲ့တော့အဲ့လက်တဆုပ်စာထဲမှာရှင်တို့ကြံ့ခိုင်ရေးနဲ့အဲ့မင်းအောင်လိုင်းတို့နဲ့ပြန်ပြီးတော့ရှင်တို့မဲသွားဆိုရင်ပြည်သူလူထုကိုစောက်အုပ်ကိုပေါက်ပေါက်လို့ပေးစားတွေရှောက်ပြုံးနေတယ်